တာရတဲ့နေ့ဖြစ်ကြပါစေတော့အားလုံးကိုနေဦးမေ channel ကနေမှဖန်ပြန်လေးပြုဆိုပါရယ်ဂျွန်လာ3ရက်နေ့ကတော့ခွေးတပူရဲ့မွေးနေ့ဆိုတာအားလုံးသိကြပါရယ်နော်လွန်ခဲ့တဲ့အချိန်မှာတော့အမေစုရဲ့မွေးနေ့အတွက်ကျွန်တော်က video campaign တွေလုပ်ကြတယ်ဆိုတော့ကျတော့အမေစုကိုကြော်နိုင်ဖို့ဆိုပြီးမှခွေးချဘူးရဲ့မွေးနေ့မှာလည်း campaign လုပ်တယ်လို့ပြောကြတယ်ဒါပေမဲ့အခုတော့ညင်သွားရှာပါပြီ။ဘာကြောင့်လဲဆိုတော့ အဲ့မှာပေးပို့လိုက်တဲ့ဗီဒီယိုဖိုင်တွေဆဲထားတာရအများကြီးထွက်လာတာသူတို့ထင်တာကတော့သူတို့ရဲ့ခွေးချဖို့ကိုလူတွေများချစ်မလားဆိုပြီးမှထင်ပြမှကမ်ပိန်းလုပ်ကြပါတယ်ဒါပေမဲ့အခုကျတော့ငြိမ်သွားပြီသနာပါတယ်เนาะဆိုတော့မမေ့ကြပါနဲ့လို့ပဲပြောချင်တယ်เนาะဆိုတော့ဒီနေ့ကတော့ပထမအဦးဆုံးသတင်းအနေနဲ့ကတော့ ABSDF အမတ်နစ်စစ်ကြောင်းရဲ့အပတ်စဉ်ကို၃လအခြေခံစစ်တမ်းစင်ပွဲကို ဂျွန်လ25ရက်နေ့မှာလွမြောက်တဲ့တနေရာမှာပြုလုပ်နိုင်ခဲ့တယ်ဆိုတာသိရတယ်ပြီးတော့အဲ့တင်တန်းစင်ပွဲထဲမှာမဟာမိတ်အဖွဲ့အစည်းဒီဖက်ကနေမှ ကောင်းဆောင်ကိုစလင်ဒီဒီတက်ရောက်ခဲ့တယ်ဆိုတာလည်းသိရတယ်ပြီးတော့အဲ့တင်တန်းကထူးခြားတာကအမျိုးသမီးရေပေါ်တွေလည်းပါလာတယ်ဆိုတာလည်းသိရတယ်တင်တန်းကတော့နည်းနည်းလေးခက်ခဲမှုတွေရှိတယ်ဘာကြောင့်လဲဆိုတော့ ဒီတင်တန်းလုပ်နေတဲ့နေရာတွေမှာကနည်းနည်းလေးစစ်တွေဖြစ်ဖြစ်ပွားနေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်ခက်ခဲမှုတွေရှိတယ်ပြီးလို့ရှိရင်အစားအသောက်ကအစနည်းနည်းလေးခက်ခဲတယ်ရှိခဲ့တယ်။ပြောအခက်ခဲတွေကြားခဲ့ကနေမှတိုက်ပြီးတဲ့လူမျိုးအတွက်စစ်ပညာတင်ကြားခဲ့တဲ့ရေပေါ်တွေအားလုံးကိုလည်းပဲဒီကနေမှကျေးဇူးတင်ကြောင်းပြောချင်တယ်လို့တင်ပေးတဲ့သူအယောက်စီတိုင်းနဲ့ပံ့ပိုးပေးခဲ့တဲ့သူအယောက်စီတိုင်းကိုလည်းကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းပြောချင်တယ်နော်။ပြီးရင်ဒီနေ့ကတော့ အခုဟိုဘက်ကမှအတော်လေးမငိမ့်နိုင်တော့မီးဒီလောင်ကျွမ်းနေကြတယ်ပထမတယောက်ကဘာကြောင့်ဒီလောက်ထိလောင်နေကြတယ်ဆိုတော့ဗီဒီယိုဖိုင်တူတူလေးကိုကျွန်တော်ဆက်လက်ပြီးနားထောင်ကြည့်ရအောင်နော်ကဲငိမ့်ငိမ့်လောက်ကြမယ်ရွက်ကောက်ပဲလောက်ကြမယ်ခင်ဗျားတို့ရွှေရှင်စီကိုဘယ်နေရာပါမှာလဲဘယ်ခက်ခဏပါမှာလဲရွက်ကောက်ပဲဘယ်သူတွေပါမှာလဲဘယ်သူတွေကူပြီးမှာလဲဘာနီဘယ်နီနဲ့ကူမှာလဲဆန္ဒပြတဲ့လက်သုံးချောင်းထောင်ချဆိုရင်ထိတ်ဆုံးကအဲရွှေရှင်လောကသားတွေထိတ်ဆုံးကပြည်သူလူထုကိုကြောက်ရက်ထဲတာတွန့်ချရတာသူတို့ထိတ်ဆုံးကအခုအင်ဒရာကျော်စင် လက်သုံးချောင်းထောင်ပြီးတော့စီရီယံလောက်ကြပါဘာဖြစ်ကြပါညာဖြစ်ပါဆိုပြီးတော့အမတခါတည်းကျမတို့ကပတ်စံနေအစင်းသေးရှိပါတယ်ပေးဖို့ရှိပါမိုက်ကြီးနဲ့ကြားရအောင်ဩခဲ့တဲ့ဗီဒီယိုဖိုင်ကိုအထိမပြောက်သေးဘူးအဲ့သူတို့လက်မယားနဲ့လုတ်ခဲ့တာလုတ်ခဲ့တော့ပြီးလည်းပြသူတို့ကိုယ်တိုင်လည်းတော်ရဲပြေးရတယ်ခင်ရင်ပြေးလည်းပြေးရတယ်ဘလို့တွေဖြစ်ခဲ့ပြီးလို့တော့မသိပြန်ပြေးလာတယ်ပြန်ပြေးလာပြီးနောက်ဆုံးခံဝင်ထိုးပြီးတော့ပြန်နေတယ်အဲ့ခံဝင်ကဘလို့ခံဝင်ထိုးတာလဲတောင်းမှန်ပါတယ်လို့ထိုးသလားဒါမှမဟုတ်ကျမတို့တော့နောက်မလုတ်တော့ပါဘူးလို့ထိုးသလားအမှုပညာနဲ့နိုင်ငံတော်ပြန်ပြီးတော့အကျိုးပြုပါမယ်လို့ပြောသလားဘလို့ပြောလဲတော့မသိဘူးအဲ့ခံဝင်စာကိုကျွန်တော်လက်မှတ်ကိုမမြင်ဘူးသို့တော့ သူတို့ကမြှောက်ပေးခဲ့လို့စီရန်ဖြစ်သွားတဲ့လူတွေအများကြီးပဲသူတို့မြှောက်ပေးလိုက်လို့လူတွေလမ်းပေါ်မှာတေကုန်လိုက်တပုံးကြီးတယ်တောထဲမှာတေကုန်လိုက်တပုံးကြီးပဲဒါပေမဲ့အဲ့ဒီအရာတွေအတွက်တောင်းပန်ရကောင်းမန်တလုံးတော့မသိဘူးဇူလိုင်တရက်မှာအဲ့အင်တော်ကျော်စရသူခေါ်တာပါလေတရုတ်ဆောင်ဝါသနာပါပြီးအရှင်းရှိတဲ့သူတွေရွေးချယ်ပြီးတော့တဲ့အင်တော်ကျော်စင်တက်ဆက်သွားမယ် Reason Show with Indra Jorsin တရုတ်ဆောင်ပြိုင်ပွဲ Reality Show ကိုတဲ့ June TV မှာ ချိုက်ကူးတင်ဆက်သွားပြီးကြောင်းနေတဲ့အစီအစဉ်ပေါ်မဲ့နိုင်ငံကျော်သတင်းဆောင်များဒါရိုက်တာများနဲ့ဂီတပညာရှင်တွေအကြောင်းပြိုက်ပွဲဝင်များဘလို့ပါဝင်ရှင်ပြိုင်ဘာညာဘာညာပေါ့ဗျာအဲ့ဒါကိုစာရသင်မိတ်ဆက်ပွဲပေါ့တရက်နေ့မှာမိတ်ဆက်ပွဲလုပ်မယ်တဲ့ဝင်တန်း Grand Hotel မှာလုပ်မှာသူပြန်ထွက်လာမယ်တဲ့ Okay အိဒရာကျော်စင်က तू လုတ်လိုက်လို့တည်ဆုံးသွားတဲ့ CDM နေဝါရီပိုင်ညာရီတော့ကို तू ပြည်သူလူထုကိုတောင်းပန်ထားတာတွေ့ပြီလားဒါဆိုအခု तू ပြန်ထွက်လာပြီဆိုဒီလိုလုပ်နေပြီဆိုတော့ကဒီလက်ရှိနာဆာကအုပ်ချုပ်မှုအောက်ထဲမှာစစ်အစိုးရအုပ်ချုပ်မှုထောက်ထဲမှာစစ်အာဏာရှင်အုပ်ချုပ်မှုအောက်နေမြေထဲမှာ ်သူကလက်သုံးချောင်းထောင်ခဲ့တဲ့လူကအခုရုပ်ရှင်ကတော့ကြိုက်ပြီးသွားပြီအခုဒီမှာ reality show တွေလုပ်တော့မယ် okay အဲ့လိုပြန်လို့ပြန်လို့နေပြီဒါဆိုရင် तू တွန်းလှန်မယ်ဆိုတော့စစ်အာဏာရှင်ကြီးကချုပ်ငင်းသွားခဲ့ပြီလားအဲ့ဒါဆိုလည်းပြောလိုက်ပြီတရားဝင် hey စစ်အာဏာရှင်ချုပ်ငင်းသွားပြီမို့လို့ကျမတော့ပြန်ထွက်လာပြီပြောလိုက်ပေါ့ဒါပေမဲ့မပြောဘူးဒါမှမဟုတ်လက်သုံးချောင်းထောင်ခဲ့တဲ့အတွက်ကျမတော့မှားသွားပါလေကျမ CDN တိုက်တွန်းခဲ့တဲ့အတွက်ကျမကြောင့်ဒုက္ခရောက်သွားတဲ့လူတွေကျမတောင်းပန်ပါတယ်ပြည်သူလူထုကျမတော့အခုအမှန်တရားကိုသိသွားရတဲ့ကျမလူတွေချားမှာပြန်ပြီးတော့ပုံမှန်တိုင်းနှဆကဆူရလက်ထက်အောက်မှာကျမကောင်းအောင်မလုပ်လို့ပါမယ်တောင်းပန်ထားတာရှိသလားမြင်ဘူးလားကြားဘူးလားတွေ့ဘူးလားခဏပြည်သူလူထု ခုကြတော့ तू မဟုတ်ခဲ့တဲ့လူမျိုး ਨੇ ပြန်ထွက်လာမယ်တဲ့မတမှန် show မှာအဲ့တော့အဲ့ဒီ show ပွဲလုံးမှာကိုရှုံး TV ဆိုတဲ့အဲ့ TV ကတေချာသူကဥဆောင်လုပ်ပေးတယ်သူ့ကိုဘသူက sponsor ရေးပေးမှာလဲဘယ်ဖွဲ့စည်းရေးပေးမှာလဲသူတို့အချင်းချင်းချိတ်ဆက်လုပ်နေကြတဲ့နောက်ကွယ်မှာဘယ်ရငွေကြေးတွေလုပ်နေတယ်လဲဆိုရယ်မေးကွန်းချမ်းပတ်မွားရရတဲ့ငွေကြေးဖြစ်နေခဲ့ရင်ဘယ်လိုလုပ်မလဲအကယ်၍လာမဲ့နိုင်ငံရေးအခင်းချင်းတွေတို့ကိုကြိုးပြီးတော့ဒီငွေတွေကိုတုံးပြီးတော့တခုလှုပ်ရှားရအောင်ဆိုဘယ်နဲ့လုပ်တခြားနီးလည်းနဲ့တခုခုလှက်ပတ်ပြီးတော့နိုင်ငံရေးကိုကစားအောင်မယ်ဆိုရင်ဘယ်နဲ့လုပ်မလဲအဲ့ငွေတွေဘယ်ရလာတယ်လုံးတဲ့ TV channel ရောဘလို့ TV channel လဲ ဒါတွေကလို့ကနိုင်ငံရေးနောက်ခံရှင်းရလားအကြမ်းဖက်မှုနဲ့ပတ်သက်မှုကင်းရှင်းရလားအဲ့မိကုန်းတွေတန်တရားရှိတယ်အကောင်းတယ်ကျွန်တော်ကတန်တရားရှိတယ်ဘာလို့လဲဆိုတော့သူတို့ကတကြိမ်မှပြီးတယ်တောင်းလည်းမတောင်းမှန်ဘူးကိုမဟုတ်တာလုပ်တယ်တောင်းလည်းမတောင်းမှန်ဘူးခုချိန်ကြီးသူတို့ကသူတို့မှန်တယ်လို့ခံယူထားပြီးနားသာကဆိုရရစစ်အာဏာရှိလို့သူတို့ခံယူထားသေးသလားအဲ့မိကုန်းကျွန်တော်မသိဘူးတော်ဆရာတာဝန်ရှိသူတွေနေနေလေခရတို့နေနေသေချာလေးလာစောင့်ကြည့်တဲ့နေအင်တာဂျိုစင်ကိုပြောလာရတဲ့အကြောင်းအရင်းကတော့နှစ်ခုရှိတယ်တစ်ခုကတော့အင်တာဂျိုစင်ကိုမနာလိုနေတာဖြစ်တယ်နေ့အချက်ကတော့အခု သူတို့ forum တွေလောက်လာခဲ့တဲ့ရွေးကောက်ပွဲတွေဟာသူတို့ဗဇက်ကနေမှသာနေမြေဘလောက်အထိစိုးမိုးပြီးမှဘလောက်အထိမေးဆန္ဒတွေလုံနိုင်တယ်လို့ပြောပေမဲ့တကယ်လက်တွေ့ထဲမှာရွေးကောက်ပွဲကတိတ်အဆင်ပြေလာနိုင်စရာအကြောင်းမရှိဘူးဆိုတော့ကိုသူတို့သိတယ်။ကဘာကနေလဲလက်မခံဘူးလို့ပြောတယ်လို့အခုလွန်ခဲ့တဲ့ပတ်တုန်းကသူတို့လုပ်ခဲ့တဲ့ forum ထဲမှာလည်းရွေးကောက်ပွဲထက်ငင်းချရက်ကပိုရေးကြီးတယ်ဆိုပြီးမှသူတို့ပြောလာခဲ့ကြတယ် ဒါကိုဘောမကတော့သူသမင်းစားရဖို့ရဲ့မိတ္တဆုဒီကိုတမာအာဇီဝနဲ့မကြွေးနိုင်ဘူးမိဘကနဲ့မွေးလာတဲ့ခြေစုံလက်စုံနဲ့မွေးထားပေမဲ့လည်းပဲချွေးထက်အောင်မချစားနိုင်တော့ဗဇက်ကိုဟပြီးမှချစားနေရတဲ့ဘဝထဲမှာ သူ့တဘာကိုပုတ်ခတ်ပြစားနေရတယ်ဆိုတော့အခုဒီ27ဒေါ်လာရဲမှာအမှုပညာရှင်တွေဘက်ကမှလက်သုံးချောင်းထောင်လာတဲ့သူတွေအများကြီးရှိတယ်เนาะဒီအမှုပညာရှင်တွေက CDM လောက်လာဖို့ရန်အတွက်သူတို့မင်းဆွဲကြတယ် CDM လောက်ဖို့ရန်အတွက်လည်းသူတို့အော်လာခဲ့ကြတယ်ဒါကြောင့်ငိမ့်ချရဲ့နဲ့ရွေးကောက်ပွဲအတွက်ဒီအမှုပညာရှင်ကဘေကန္တာဘက်ကနေပါဝင်မလဲနင်တို့ကဘေးနေရာမှာနေရယူပြီးမှလှုပ်ဆောင်ပေးမလဲလို့သူပြောတယ်ဆိုတော့ဒီနေ့ပါတီထောင်တာဟာကိုဖင်ကိုနိုင်လို့ နင်တို့ပါတီထောင်နေကြတာမဟုတ်ဘူးလားငါဒီပါတီကိုတီထောင်မယ်နိုင်ငံအတွက်ဘာကိုလုပ်မယ်ငါလုပ်နိုင်တယ်ဆိုပြီးမှနင်တို့ပါတီကိုထောင်နေကြတာမဟုတ်ဘူးလားဒီရုပ်ရှင်မင်းသားမင်းသမီးတွေကိုနင်တို့ကအားကိုးပြီးငါပြပါတီထောင်တယ်ငါတို့ရွေးကောက်ပွဲလုပ်တယ်ငါတို့ငင်းချမ်းရေးလုပ်တယ်ဒီထဲမှာဒီအမှုပညာရှင်တွေပါမပဲအောင်မြင်ပါပဲလို့ဒီလိုမျိုးသူများရဲ့နှာခေါင်းနဲ့အသက်ရှူခြင်းလို့နင်တို့ကရွေးကောက်ပွဲတွေငင်းချမ်းရေးတွေပါတီတွေထောင်နေကြတာလား နိုင်ငံရေးထဲမှာအမှုပညာပဲဖြစ်ဖြစ်ဘာပညာရှင်တွေပဲဖြစ်သူတို့ပါချင်ပါမယ်မပါချင်မပါဘူးသူတို့ရဲ့စိတ်သက်ဖြစ်တယ်အခုဒီ27ဒေါ်လာရေးထဲမှာတပိတ်မောက်လာခဲ့တဲ့အခါမှာလည်းလက်သုံးချောင်းထောင်ဖို့ဘသူကမေးဆွဲခဲ့တယ်လေအခုဒီ27ထဲမှာလူပင်လေကြီးဖြစ်လာအောင်ဘဲတူတူတယောက်ကများလာကြပါငါတို့ဒီနေ့စစ်ခွေးတွေကိုတော်လာမယ်လို့ဘသူပြောခဲ့တယ်လားဘသူမှမေးဆွဲခြင်းမရှိဘဲနဲ့ကိုယ့်ရဲ့နှလုံးသားထဲမှာလာလို့နင့်တို့ကမတရားတာကိုသိလို့လက်သုံးချောင်း ထောက်လာခဲ့ကြတာဖြစ်တယ်။အခုမြန်မာနိုင်ငံမှာရှိတဲ့ဒီအမှုပညာရှင်တွေအခုအခုနင့်တို့ရဲ့ဘောမနေတဲ့ဒိန်းတောင်တွေမြက်ပြူငင်းချမ်းတွေဆိုလို့ရှိရင်လည်းနင့်တို့မန်ကန်လို့သူတို့ထောက်ခံနေတာမဟုတ်ဘူး။ဒုက္ခရောက်နေတဲ့အခါမှာသမင်းများပုံမှန်စားနိုင်မလားဆိုပြီးမှယုံကြည်ချက်နဲ့နင့်တို့ကိုထောက်ခံနေတာဖြစ်တယ်။ကောင်းလို့တော့မဟုတ်ဘူးဆိုတာကိုမှတ်ထားပါနော်။အိန္ဒြာဂျိုစင်တွေ ဒီ27အရေးခေရောက်လာတဲ့အခါမှာသူတို့ကရင်ပြည်နယ်ကိုပြေးသွားကြတယ်ပြီးတော့ဘာကြောင့်ပြန်လာတယ်လဲမသိဘူးလို့ပြောတယ်သူများကိုအော်ဖို့တောင်းနေသိရင်ဘာကြောင့်အင်တာဂျိုစင်တွေပြန်လာတာနင်းမသိဘူးလားဘာကြောင့်သူတို့ပြန်လာတာတကယ်ပဲနင်းမသိဘူးလားနော်နင့်ပါဆက်ကိုမိုးချိုးတောင်ပြစ်လိုက်မယ်နော်အင်တာဂျိုစင်တွေလွတ်မြောက်တဲ့နေရာမှာရောက်တဲ့အခါမှာနင့်တို့မပြန်လာဘူးဆိုလို့ရှိရင်နင့်တို့ကလေးတွေကိုငှရုတ်ဖမ်းမယ်လို့နင့်တို့ချင်းချောက်လို့ အင်တာဂျောစင်နဲ့သူတို့လေမယားနှစ်ယောက်ကကို့သားသမီးဒီအတွက်ကြောင့်နင်တို့စီမှာဝန်ခံဂတိထိုးပြီးမှပြန်လာခဲ့တယ်ဆိုတာနင့်တကယ်ပဲမသိတာလားအခုသူပြောတာတာကတော့ဒီနေ့ကျောတို့တော်လာရဲဒီကတခြားအမှုပညာရှင်တွေကအမှုပညာဒီလုပ်နေတဲ့ခါမှာငါတို့ဆဲတယ်ဒါပေမဲ့အင်တာဂျောစင်ဒီကိုကြတော့ငါတို့မဆဲဘူးလို့ပြောတယ်ဆဲတယ်ဆိုတာသူ့ရဲ့အကြောင်းရင်းရှိတယ်နော်အင်တာဂျောစင်ဒီဒီနေ့နိုင်ငံထဲကိုပြောင်းဝင်လာတာဟာသူရဲ့သဘောဆန္ဒနဲ့ပြန်လာဟုတ်တယ်လားမဟုတ်ဘူးလားဆိုတာကျတော့ ော်လာရေးတွေအကုန်တိတယ်နင့်တို့လည်းတိတယ်ဒါကြောင့်ဒီနေ့ဆဲတင်တာမဆဲတင်တာကျတို့တိတယ်နောက်တစ်ခုကအခု Indrajose လက်တုံးချောင်းထောင်ပြီးမှ CDM နှုတ်ဆော်ခဲ့တဲ့ဥစ္စာ video file တွေသူတင်ထားတယ်တင်ထားမှာပေါ့သူအစကတည်း Indrajose ကိုရမ်းကြိုက်တယ်အားပေးခဲ့တဲ့သူဖြစ်တယ်အခုလက်တုံးချောင်းထောင်လာမှပဲ Indrajose ကိုသူမထောက်ခံတော့ဘူးလို့ပြောတယ်ဆိုတော့နင်က Indrajose ကိုများကြိတ်ကြိုက်နေသလား နော်ဒါပေမဲ့တနာပါတယ်အင်တာဂျော်စင်နဲ့တွေးထဲမှာနင်းရှိမှာမဟုတ်ဘူးနင်းထောက်ခံလို့တို့သမင်းတနတ်တိုးစားတာမဟုတ်တလို့နင်းမထောက်ခံလို့လည်းတို့သမင်းတနတ်ရော့စားသွားမှာမဟုတ်ဘူးဆိုတာကိုလည်းကိုကိုကိုစဉ်းစားတိတ်ဟုတ်တလို့လို့အနုသောထက်ကလူချောလုတ်ချင်မနေနဲ့အနုသောထဲမှာလည်းနင်းကအနုပါပဲဆိုတော့ကိုမှတ်ထားပါပြီးတော့အင်တာဆိုစင်ကမြန်မာနိုင်ငံကိုပြန်လာတဲ့ခဲတဲ့အခါမှာငါတို့ကမားပါတယ်နောက်တစ်ခါမလုပ်တော့ပါဘူး ဆိုပြီးမှတောင်းပန်သလားဒါမှမဟုတ်နိုင်ငံတော်တည်ထောင်တဲ့အထက်မှာကိုယ့်ရဲ့အမှုပညာနဲ့ပြောင်းမပါဝင်မယ်ဆိုပြီးမှဝန်ခံကတိထုတ်ခဲ့သလားဆိုတာကိုသူမသိဘူးသူတော့ဒီစာချုပ်ကိုမမြင်ဘူးလို့ပြောတယ်နင်းကိုပြရအောင်နင်းကဘာဆင်ရှိလို့လဲကိုယ်ထမင်းစားရဖို့တောင်းမှသူများရဲ့အကြောင်းကိုပြောပြီးမှငါအိုမပဲသူများငါ့ကိုပတ်စံပေးတဲ့အတွက်ကြောင့်သူများငါ့ကိုပေးစံပေးလို့ရအောင်ငါထမင်းစားလို့ရအောင်နာရည်တည်ပြရအောင်ငါဘုသူ့အကြောင်းကိုအော်မလဲဆိုပြီးမှနင်းစဉ်းစားပြီးနေ့တိုင်းနေ့ဒီလို ော်နေတာမီဒီယာဆိုတာဟာကိုဘာမီဒီယာလုပ်တယ်လဲအမှုပညာမီဒီယာလုပ်တယ်ဆိုလို့ရှိရင်အဘယ်အမှုပညာကဘယ်နေရာမှာဘာလုပ်တယ်ဘာလုပ်တယ်ဒါကိုပြောရတယ်နိုင်ငံရေးမီဒီယာဆိုလို့ရှိရင်လည်းဘယ်နေရာဘယ်တော့မှာဘယ်သူနဲ့ဘယ်သူတိုက်ပွဲဖြစ်တယ်ဘယ်နေ့ကြာတယ်ဘယ်သူဒီကဘယ်လောက်ကြာဆုံးသွားတယ်ဒါတွေကိုပဲနင်းပြောရမှာမဟုတ်လားအခုနင်းကမီဒီယာလုပ်တယ်လားအတင်းပြောနေတယ်လားကိုအချိန်နေတောင်ကိုမသိဘဲနဲ့ရက်ပြီးမှသူများကိုပုတ်ခတ်နေတယ်ဆိုတော့အခု အင်တာဂျိုစင်လင်မယားကြောင့်ဒီဝန်ထမ်းတွေက CDM လုတ်လာကြတာတွေအများကြီးရှိတယ်။သူတို့ကြောင့်ဒီလမ်းပေါ်မှာတည်သွားတဲ့သူတွေတောတွေမှာတည်သွားတဲ့သူတွေအများကြီးရှိတယ်။ဒီလူတွေကိုတောင်းပန်ရကောင်းမတောင်းမသိဘူးလို့ပြောတယ်။တောင်းပန်ရမလားမရဘူးလားဆိုသူတို့သိတယ်လို့ငိုတို့ကတောင်းပန်ခံချင်တယ်လားမခံချင်ဘူးဆိုတာလည်းငိုတို့သိတယ်။ငိုတို့မှာနားလည်မှုရှိလို့ဘာမှမလုပ်တာ။အခုအင်ဒရာဂျိုစင်ကြောင့်လူဒီတေတယ်လို့ တောင်းပန်ရမယ်ဆိုလို့ရှိရင်အခုနင်းတို့စစ်ခွေးတွေကြောင်းပြည်သူတွေတလောက်တည်နေကြတယ်ဒုက္ခဆင်းရဲရောက်နေကြတယ်ပြည်သူတွေရဲ့ခြေတော့ကိုတောင်းနင်းတို့ငုံဆုပ်ပြီးမ တောင်းပန်ရမယ့်အစ်စ်ထဲမှာနင်တို့ရှိနေတာမဟုတ်ဘူးလားသူနေ့လကောင်းပဲနင့်လိုပေးလို့ပြည်သူတွေဒုက္ခရောက်သွားတာအများရှိတယ်နင့်ပင်နှခါမှာများငါကြောင့်ဘေးနေရာမှာဘုံကျဲသွားလို့ဘေးကလေးတငယ်ကလေးတေသွားတယ်လက်သားအရွယ်ဘေးနှစ်ယောက်ကတေသွားတယ်ငါကြောင့်ဖြစ်ပါတယ်လို့နင့်တခါတောင်းပန်ခဲ့ဘူးတလားသူများကိုတောင်းပန်စေချင်တယ်ဆိုလို့ရှိရင်ကိုယ်အရင်တောင်းပန်ပါပြီးနောက်တစ်ခုကအခု intergenerational ဒီလိုမျိုးလုပ်တဲ့ဥစ္စာကဘေးကနေ sponsor ရတယ်လေသူ့ကိုရက်ကူပေးမဲ့ twin tv channel တွေလည်းဘေးကလည်း ်ပြီးရင်အခုဒီကနေမှရလာတဲ့ငွေတွေလဲဒီတော်လန်ရေးထဲမှာပြန်မပါဝင်ဘူးဆိုတာလည်းမပြောနိုင်ဘူးလို့ပြောတယ်နောက်တစ်ခုကတော့မကြခင်မှာသူတို့ရွေးကောက်ပွဲလုပ်မယ်လို့ပြောတာပဲเนาะပြောတော့ပြောတာပဲဖြစ်မဖြစ်တော့မသိဘူးဆိုတော့အဲ့ထဲမှာလဲပဲအင်တာဂျိုစင်တွေကနိုင်ငံရေးဘက်ကိုတစ်ဖက်တစ်လမ်းကနေမပါဝင်လာနိုင်ဘူးတော့မပြောနိုင်ဘူးသူကတော့မတင်ကြဘူးပေါ့เนาะဘာကြောင့်လဲဆိုတော့အရင်တုန်းကလည်းအမားလုတ်ခိတ်ပြီးသားဖြစ်တဲ့အတွက်ကြောင်း သူကမယုံကြည်ဘူးဒါကြောင့်တက်ဆိုင်တဲ့သူဒီဒီဥစ္စာကိုစုံစမ်းပါလို့ပြောတယ်သူအခုအင်ဒရာဂျိုစင်လင်မယားကိုထောင်ထဲချဖို့ရတော့သူလိုနေတာဖြစ်တယ်အကျော်မျိုးမင်းကိုပြောချင်တာကကိုသမင်းစားရဖို့အရေးကိုနာရီပြီးအောင်အော်နိုင်ဖို့အရေးသူ့တပားကိုပုတ်ခတ်မနေပါနဲ့ အရင်တော့ကအင်တာဂျိုစင်ကလက်သုံးချောင်းထောင်ပြီးမှစစ်အာဏာရှင်ချုပ်ငင်းရေးဆိုပြီးမှတပိတ်မောက်လာခဲ့တာဖြစ်တယ်။ဒါပေမဲ့အခုကသူဒီလိုမျိုးအမှုပညာထဲမှာတခါပြန်မှထွက်လာပြီးဖြစ်တဲ့အတွက်ကြောင့်အစ်စ်အာဏာရှင်ငြိမ်သွားပြီလား။ငြိမ်သွားတယ်ဆိုလို့ရှိရင်လည်းတောထဲမှာနေတဲ့သူတွေရောတခြားလူတွေကိုရောစစ်အာဏာရှင်တကယ်ပဲချုပ်ငင်းသွားပြီဆိုတဲ့အဥ္စာကိုပြောရမယ်။ပြီးလို့ရှိရင်လည်းကိုယ့်ကြောင့်ဒုက္ခရောက်သွားတဲ့သူတွေကိုတောင်းပန်ရမယ်လို့ပြောတယ်။အစ်စ်အာဏာရှင်ချုပ်ငင်းတယ်မချုပ်ငင်းဘူးဆိုတာဟာအင်တာဂျိုစင်ပြောမှငါတို့သိတာမဟုတ်ဘူး။ အိန္ဒြာကျော်စင်နဲ့သူ့ရဲ့ရေရွယ်ချက်နဲ့သူလှုပ်တယ်လို့ဒီနေ့ကျွတ်တို့တခြားတော်လာရေးတွေလည်းကိုယ့်ရေရွယ်ချက်နဲ့ကိုလှုပ်တာဒီ CDM လှုပ်လာတာဟာအိန္ဒြာကျော်စင်ဒီကြောင့် CDM လှုပ်လာတာမဟုတ်တယ်လို့အိန္ဒြာကျော်စင်ပြောလိုက်လို့ဒီနေ့ကျွတ်တို့တော်လာရေးတွေလည်းစလာခဲ့တာမဟုတ်ဘူးဒါကြောင့်သူကနေမှအာနာရှင်ချုပ်ငိမ့်တယ်မချုပ်ငိမ့်ဘူးဆိုတာသူပြောမှဒီနေ့ကျွတ်တို့သိရမှာမဟုတ်ဘူးဆိုတာကိုလည်းမှတ်ထားပါပြီးရင်အိန္ဒြာကျော်စင်ကနေမှတောင်းပန်ရမယ်ဒါနဲ့နဲ့မဆိုင်ဘူးတောင်းပန်မဲ့သူနဲ့တောင်းပန်ခံချင်တဲ့သူရဲ့နှုတ်ဦးကြားမှာ ဖြစ်ပျက်တဲ့ပြဿနာဖြစ်တဲ့အတွက်ကြောင်းနင်းကလည်းအပေါ်ကလည်းပြောမင်းနေဆံမလို့ဘူးတဟာနိုင်ငံရေးမဟုတ်ဘူးပုတ်ကူရေးဖြစ်တဲ့အခုနင်းကပုတ်ကူရေးကိုလုံးလုံးတိုက်ခိုက်နေတာဖြစ်တဲ့ခါဝန်ကတိထိုးလိုက်လို့စစ်ခွေးတွေတောင်မှကျေနပ်နေလို့သုံးလင်းနှစ်တောင်မှမြန်မာပြည်ထဲမှာနေနေတာကိုဒီနေ့ကျမှပဲနင်းကဘာကိုဖြစ်စေချင်နေတာလဲမရှိဘူးလားယောက်ျားတန်တယောက်ဖြစ်ပြီးမှမိန်းမတယောက်ကိုဒီလိုမျိုးလော်ပြီးမှပြောနေရတာကတိတ်ခါလဲဘာလဲထိမ့်ကြည့်အောင်ဒါပေမဲ့နေမှာတော့တိတ်ခါလဲရှိမှာမဟုတ်ဘူး เนาะပြီးတော့အင်တာဂျိုစင်ရဲ့စိတ်ထဲမှာနာကာဆဆိုတဲ့ခွေးတွေကစစ်အာဏာရှင်မဟုတ်ဘူးဆိုတော့ကိုသူတိပြီလားသူဝန်ခံလိုက်ပြီလားလို့ပြောတယ်ဆိုတော့ဒါလေသူ့အပိုင်းပဲသူများရဲ့ဗစက်ထဲကမထုတ်ဖို့တဲတဲ့အရာသူများရဲ့စိတ်ထဲမှာပဲရှိတဲ့ဥစ္စာကိုနင့်သွေးတော်ပြီးမှသူများကိုဒါမျိုး judging လုပ်နေတာဟာမရှိဘူးလားသူစိတ်ထဲမှာဘလို့ခံယူနေတယ်လေဆိုတော့ကိုအပိုင်းပဲဒါကြောင့် အင်ဒရာဂျိုစင်နဲ့ပတ်သက်ပြီးတော့လော်တဲ့ကိစ္စတွေလည်းနားသိပြီလို့ပဲပြောမယ်။ကျွန်တော်ကချင်းတွေပြောတယ်လို့လေတေခါနီးကြလို့ရှိရင်လူတွေကပိုပြီးမှဂျိုထတယ်ဆိုတယ်လို့အခုနင်းလဲအဲ့လိုမျိုးများဖြစ်နေပြီလားဆိုတော့ကိုကိုကိုစဉ်းစားကြည့်ပါလို့ပြောချင်တယ်နော်။အခုကျွန်တော်နောက်ဗီဒီယိုတပုတ်အနေနဲ့ကတော့လေနောက်တစ်ယောက်ရဲ့လောင်ကျွမ်းမှုကိုကျွန်တော်ကြည့်ရအောင်နော်။ကျွန်တော်အနီတွေအကြောင်းပြောချင်လို့ကြာတခါအနီဖြစ်ပြီးရအစွဲရမကြွတော့သူတို့ရဲ့မေတော်ကြီးရဲ့မော်ဒယ်အတိုင်းသွားတာ တပါအောင်ဆုံးနရွက်ကလေးနည်းနည်းဝင်လာချမ်းလို့ပါလည်းဥပုံမြင်ခေါင်းလေးဝင်မရစေတကူလုံးဝင်မရစေပြီးရင်ကန်ထုတ်မှာအင်းရှိကိုကန်ထုတ်မှာအဲမေတော်ကြီးရဲ့မော်ဒယ်ပါအဲ့တော့ energy အောက်မှာနေတဲ့လူတွေအားလုံးကလေဒီအကျင့်ရှိရအခုကြည့်ပါလားဖိုရန်လေးတခုတက်ပါတယ်နည်းနည်းလောက်ပြောခွင့်ရတာနဲ့စမူတိုင်းရက်ပေးပါလို့နိုင်ချင်းတွေလွတ်ပေးပါလို့ဒီပါရောက်တဲ့ကောင်းနေပြလာကွင်ပြူပါတော့ ဆိုရဘယ်လိုစင်မှလည်းမမေးလို့တော်သေးရပါအခုဒီဘူလလတ်ဆွေကဒေါ်ညိုညိုတင်းရွေးကောက်ပွဲမဲဆွေနေတဲ့အချိန်ရောရွေးကောက်ပွဲလုပ်တဲ့အချိန်မှာရော6လကနဲ့တနေ့အထိစစ်မှုထမ်းစီရင်ကောက်တဲ့အဥ္စာကိုခဏလေးရက်နှက်ဖို့ဆိုပြီးမှတွေးနွေးသွားတဲ့အဥ္စာကိုဒီနေ့ဒီအချိန်ထိအတူအစာမကျေဖြစ်နေတယ်။ဒါကြောင့်သူဘာပြောလဲဆိုတော့ NLD ထဲမှာတခါပါတဲ့လူတွေကတော့တောင်ဆန်းစုကြည်ရဲ့အယူဝါဒကနေမှလုံးဝကင်းလို့မရှိဘူးလို့ပြောတယ်။ဒီထဲမှာသူတောင်ဆန်းစုကြည်လို့မပြောသွားဘူးเนาะ။သူ့ရဲ့မေတော်လို့ပြောတယ်။ဘာပဲပြောပြောเนาะရှစ်တက်ဖို့လိုတယ်။အခုနင်တို့စစ်ခွေးတွေ Standard Army လို့ပြောတဲ့ကဘာအဆင့်30ခုနှစ်ရှိတယ်လို့ပြောတဲ့နင်တို့စစ်ခွေးတွေစဉ်စားတိုင်းလဲနားမလည်နိုင်တဲ့အရာကအသက်80ကျော်နေတဲ့အဖွားကြီးကိုနင်တို့ဘာကြောင့်တလောက်ကြောက်နေကြတယ်လဲ။ ။ဒေါအောင်ဆန်းစုကြည်ရဲ့ဗစက်ကစကလုံးတွေကနင့်တို့ရဲ့နှလုံးသားတို့တလောက်တော့ထိနိုင်တယ်ဆိုတာကို ထင်တော့မထင်ထားဘူးနော်ဒီတခါလေးပဲ forum တက်လာပါတယ်ဒီလိုမျိုးဆွေးနွေးတယ်လို့ပြောတယ်ဆိုတော့ခဲ့တဲ့အပတ်မှာလုတ်ခဲ့တဲ့ forum ထဲမှာတော့ညူညူတင်းကတော့ဒီစစ်မှုထမ်းကိစ္စရောနိုင်ကျင်းတွေကိုထုတ်ဖို့ရန်အတွက်ရောလွတ်မြောက်တဲ့နေရာမှာရှိတဲ့တော်လာရေးကိစ္စတွေရောသူတို့ဆွေးနွေးတာတွေရှိတယ်အဲဥစ္စာတွေကိုပြောရအောင်မလားပေါ့နော်တော်သေးတယ်တဲ့အစိုးရတွေကိုဘယ်ချိန်ဆင်းမလဲလို့မမဲတာကိုပဲတော်သေးတယ်လို့ပြောတယ်သူတို့က NLD စကလုံးစလိုက်တာနဲ့သူတို့ဒီအစိတ်ထဲမှာကြောက်တာ ။ကောင်းကနဲ့ခြေဖျားတိပောက်တဲ့အမွေးတွေထောင်းမျက်လုံးတွေပြို့နားတွေထောင်းနေကြတာ။ဒါကတော့သိရှစ်ဆရာကောင်းတယ်။တော်ညူညူတင်းကိုလည်းသူကတိုက်ခိုက်နေတယ်။သူတိတယ်အခုမြန်မာနိုင်ငံမှာစစ်မှုထမ်းဥပဒေဆိုတာကကျမတို့တော်လာရေးတွေပဲမကြိုက်တာမဟုတ်ဘူးနော်။ဘောမတွေပါမကြိုက်တဲ့ကိစ္စဖြစ်တဲ့အတွက်ကြောင့်တကယ်လို့ဒါတော်ညူညူတင်းကဒီလိုမျိုးမဲဆွဲလာခဲ့တယ်ဆိုလို့ရှိရင်တော့လက်ဆွေတို့ရဲ့ပါတီတီရှုံးမယ်ဆိုတာကိုသူလုံးဝသိတယ်။ဒါကြောင့်မို့ သူကဒုံညူညူတင်းကိုတိုက်ခိုက်နေတယ်နော်ဒါကဆွေးနွေးတာပဲရှိတယ်လူတော်ကနေမှအတီးပြုတ်သွားတာလည်းမဟုတ်ဘူးပါတီဆိုတာကိုလုံမဲ့အရာပေါ်မှာ ကိုမဲဆွဲတာသူဘလို့ပဲမဲဆွဲမဲဆွဲလက်ခံမဲ့သူတွေမလက်ခံရအချီနေပဲဖြစ်တယ်လူတိုင်းမှာကိုကြိုက်တယ်လို့မဲဆွဲပိုင်ခွင့်ရှိတယ်ဆိုတော့ကိုလည်းနင်တို့သိဖို့လိုတယ်နော်အရှက်တိတ်ခါမဲ့ဆိုတာနဲ့သူများကိုဒီလိုမျိုးလိုက်တိုက်ခိုက်နေတာကတော့တိတ်ပြီးမှရှက်စရာကောင်းတယ်လို့ပြောချင်တယ်နော် ဆိုတော့အခုကျမတို့နောက်တင်တဲ့ပုတ်အနေနဲ့လည်းကျတို့ဗီဒီယိုတော်တော်လေးကိုဆက်လက်ပြီးမှကြည့်ရအောင်နော်လွတ်လပ်ရေးရပြီးကြတဲ့ကကျွန်တော်တနိုင်ငံလုံးမှာအကြောင်းမျိုးမျိုးကြောင့်ကျွန်တော်အပါပေါ့နော်တိုင်းနာအားလုံးဟာသူ့ရဲ့အခွင့်အရေးရရှိရေးအတွက်အားလုံးဟောပေါ့လက်နဲ့ကန်လန်းစင်ကိုလှုပ်လာကြတယ်နိုင်ငံတော်အစိုးရဆက်ဆက်ကလည်းညှင်းချမ်းယူလှုပ်တယ်ဒါပေမဲ့ဒီနေ့အထိဘာကြောင့်အပြည့်ဝမရလဲအဓိကကတော့ပါလဲဆိုတော့ကျွန်တော်အားလုံးလိုချင်တဲ့ဒန်းလူညီမျှမှုဒန်းလူညီမျှမှုဆိုတာ ခမားငါးပြားယူကျွန်တော်ငါးပြားယူပြောတာဒီအရက်ဒီဒေတာမှာရှိတဲ့သူကဒီအရက်ဒီဒေတာရဲ့အကြောင်းကိုသိတဲ့အတွက်ဒီဒီအရက်ဒေတာကိုစီမံခန့်ခွဲအုပ်ချုပ်ပိုင်ခွင့်ကိုပေးပါဒါဖက်ဒရယ်ဟဲ့ဆရာဒီစနစ်ကိုကျွန်တော်တောင်းဆိုတာဒီတောင်းဆိုတာမဖြစ်သေးလို့လက်နဲ့ကင်ပြီးတော့တောင်းဆိုနိုင်ငံကြီးကတောင်းဆိုလက်လမ်းရှိတယ်လက်နဲ့ကင်တောင်းဆိုတာရှိတယ်နိုင်ငံကြီးကတောင်းဆိုတာရှိတယ်ကျွန်တော်တို့ကနိုင်ငံကြီးကတောင်းဆိုဒါကိုအားမရတဲ့လူကလက်နဲ့ကင်ကြီးတောင်းဆိုနိုင်ငံရဲ့အလှည့်အပြောင်းဖြစ်ဖို့အတွက်လာမယ့်ဒီဇင်ဘာဟာ ကျွန်တော်တိုင်းပြည်ရဲ့အလှည့်ပြောင်းဖြစ်ဖို့ရွေးကောက်ပွဲအခြေရောက်ပါတော့မယ်။ဒါကြောင့်မလို့ဒီတိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုရှေ့အတွက်တိုင်းပြည်အတွက်ကောပြည်သူအတွက်ကောနိုင်ငံသားအားလုံးအတွက်ကောဖွံ့ဖြိုးတိုးတက်ခြင်းနဲ့လက်ရှိထက်ကိုအများကြီးဖွံ့ဖြိုးတိုးတက်ခြင်းနဲ့စီးပွားရေးအရာလည်းပို့ပြီးတော့ဒီထက်ကိုပိုကောင်းစေခြင်းနဲ့အလောက်အလောက်ကန်အခွင့်လမ်းအားလုံးအရာလည်းဒီထက်ပိုကောင်းစေခြင်းနဲ့ဆိုရင်ပြည်သူအားလုံးကလက်ရှိနိုင်ငံတော်အစိုးရဖော်ဆောင်နေတဲ့ရွေးကောက်ပွဲမှာအားလုံးတစ်ခက်နဲ့ ပါဝင်ပြီးတော့မဲပေးကြပါအခုကမဲပေးတာကမှတ်ပုံတင်ရမှာဖြစ်ပါမယ်မဲပေးဖို့ကမှတ်ပုံတင်မရရင်မဲပေးပိုင်ခွင့်မရှိဘူးဒါကြောင့်မလို့မှတ်ပုံတင်ရအောင်လဲစူးစမ်းပြီးသက်ဆိုင်ရာလုပ်ပါနံပါတ်1မိမိအတွက်အကျိုးရှိပါတယ်မှတ်ပုံတင်လဲရတယ်အိမ်ထောင်စုလဲရမယ်အဲ့ဒါအခက်အခဲကိုနိုင်ငံရေးပါတီအားလုံးကကူညီပြီးတော့ဖြည့်ရှင်ပေးနေနေပါတယ်အမြန်ဆုံးလဲရပါတယ်ငွေလည်းမကုန်ပါဘူးဒါနိုင်ငံတော်ရဲ့စီမံချက်ဖြစ်ဥစ္စာတမ်းမြင့်ကနေမှပြောသွားတဲ့ဖက်ဒရယ်အကြောင်းဖြစ်တယ် သူပြောထားတဲ့အဓိကအချက်ကတော့ ကျွန်တော်လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းကနေစပြီးမြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်နေခဲ့တာဟာဒီနေ့ဒီချိန်ထိဖြစ်တဲ့စစ်ခွေအဆက်ဆက်တွေကလည်းပဲငြိမ်းချမ်းရေးကိုလှုပ်လာခဲ့တယ်ဒါပေမဲ့ဒီနေ့ဒီအချိန်ထိမအောင်မြင်ဘူးလို့ပြောတယ်ဆိုတော့လှုပ်ခဲ့တဲ့အချိန်ဒီကိုလှုပ်နေတဲ့ဥစ္စာကိုကျွန်တော်မပြောချင်ဘူးလက်ရှိထဲမှာရှိနေတဲ့ NCA ကိုပဲကြည့်တိုင်းရင်းသားအချင်းချင်းဖြစ်နေတဲ့ဥစ္စာကို10နှစ်ကျော်ဆွေးနွေးတာတောင်မှအဆင်မပြေဘူးတခုတောင်မှအတီးပြုတ်ချက်မရနိုင်ဘူးဆိုတာဟာအကြောင်းရင်းရှိတယ်ငါတို့တိုင်းရင်းသားတွေက deposit တွေကိုတိုက်ပေးတာဟာသူတို့ကို ငါတို့အုတ်ချုပ်ခိုင်းတယ်လို့များတို့နားလေသဘောပေါက်သွားသလားဒါမှမဟုတ်လို့ရှင်ခွေယူပြန်နေသလားဆိုတော့တို့တို့ပဲတိလိုက်မယ်ဆိုတော့ဒီနေ့ဒီလောက်အထိငိမ့်ချရဲကိုလုံနေခဲ့ပေမဲ့အောင်မြင်မှုမရှိဘူးဆိုတာဟာမငိမ့်ချတဲ့သူတွေရှိနေလို့ပဲငိမ့်ချရဲဆိုတော့မဖြစ်လာတာเนาะပြီးတော့အခုဒီထဲမှာသောတမင်းကနေပြောသွားတဲ့ဥစ္စာကဘာလဲဆိုတော့လက်နဲ့ကင်တိုက်လာတာဟာတိအချက်ကတော့ကိုယ်ပိုင်အုတ်ချက်ရဲလိုချင်လို့ဖြစ်တယ်နေ့အချက်ကတော့ တန်တူခွင့်ရရရှိဖို့ရတော့လက်နဲ့ကင်နေတာဖြစ်တယ်လို့ပြောသွားတယ်စောတမင်ကနေမှပြောသွားတယ်စကလုံးတွေဟာအရန်ကောင်းတယ်ဒါပေမဲ့နားမလဲတာဟာတလောက်ကောင်းတဲ့စကလုံးကို तू ပြောတတ်ရင်ဘာကြောင့် तू ရဲ့အုံနောက်ထဲမှာကောင်းတဲ့အကြံဉာဏ်တွေမထွက်လာတယ်လဲဆိုတာတော့အော့ဩစရာကောင်းတယ် ဒီကောင်းတဲ့အရာကိုပဲသူအမြုပ်ပြအောင်သူပြောနေတယ်အခုကျွန်တော်တို့အားလုံးမြင်ရတဲ့အချိန်မှာသူအမြုပ်တောင်ပြန်တယ်ဒီစကားကိုပြောသွားတာသူပြောသွားတဲ့အချိန်မှာဒီနေမြေမှာနေတဲ့သူဒီကဒီနေမြေရဲ့အကြောင်းကိုသိတယ်ဒါကြောင့်ဒီနေမြေမှာနေတဲ့သူဒီကိုပဲဒီနေမြေမှာစီမံအုပ်ချုပ်ခွင့်ကိုပေးရမယ်ဒါကို federalism လို့ခေါ်တယ်လို့ပြောတာဒါကိုပဲဒီနေ့ကျွန်တော်တောင်းနေကြတာသူတို့ကလွတ်လပ်ရေးရတဲ့နေ့ကနေစပြီးဒီနေ့ဒီအချိန်ထိသူတို့လက်ဝကြီးအုပ်လာခဲ့တယ် ငါတို့ငင်းချမ်းရဲတွေအတွင်းတွင်လောက်လာခဲ့တယ်မရဘူးအခု10နှစ်ကျော်နေပြီဖြစ်တဲ့ဒီ NCA ကိုတောင်းတောင်းဆိုတဲ့အချက်ကနေမှဘယ်နှခုကသဘောတူညီချက်ရရှိခဲ့တယ်ဆိုတာရှိတယ်လားစတာရီဘက်လူပမာတိုင်းရင်းသားကအစဒီနေ့မြန်မာနိုင်ငံမှာရှိတဲ့မြန်မာပြည်သားတွေတောင်းနေတာကကိုယ်နေရာမှာကိုယ်အုပ်ချုပ်မယ်ဒါပဲပြောတာကိုဘာကြောင့်မှခွင့်မပြုတာလား ်တကယ်ဆိုလို့ရှိရင်တောင်းဆရာမလိုဘူးကိုယ့်ရဲ့အရေးဖြစ်တယ်ဒီခွေးတွေဟာငါတို့အထက်မြင့်မားနေတဲ့သူဖြစ်နေတာမဟုတ်တဲ့အတွက်ကြောင့်တောင်းတယ်ဆိုတဲ့စကလုံးဟာမတုံးချင်ဘူးဒီနေ့ကျွန်တော်တို့တိုင်းရင်သားတွေဟာကိုယ့်ရဲ့ပြည်နယ်မှာကိုရှိနေတယ်ကိုယ့်ရဲ့ပြည်နယ်မှာကိုအုပ်ချုပ်ရမယ်ဆိုတာကိုပါဇက်ကနေတောင်းနေဆရာမလိုဘူးဒါကြောင့်လက်နက်နဲ့သူတို့ကိုချေမုန်းနေတာဖြစ်တယ်ဒီလိုမျိုးတောင်းဆိုနေတဲ့အချိန်မှာနှမျိုးအနေနဲ့သူပြောသွားတယ်။တခုကတော့နိုင်ငံရေးအနေနဲ့တောင်းဆိုတာရှိတယ်လို့တချို့ကြတော့လေ နိုင်ငံရေးကိုစိတ်မရှဲတဲ့အတွက်ကြောင့်လက်နဲ့နဲ့တောက်ဆိုတယ်လို့ပြောတယ်ဆိုတော့သူကတော့နိုင်ငံရေးနဲ့တောက်ဆိုတယ်ပေါ့အရင်တော့ကတော့ तू လက်နဲ့ကင်တယ်ဒါပေမဲ့လက်နဲ့ကင်တဲ့ဥစ္စာကိုမားတယ်ဆိုပြမလက်ခံလို့အခု तू ပါဇက်နဲ့တောက်နေတယ်လက်နဲ့နဲ့တောက်မပေးတဲ့ဥစ္စာကိုဘလို့နည်းနဲ့ပါဇက်နဲ့တောက်မလား NCA ပါဇက်နဲ့တောက်တာ10နှစ်ကျော်သွားပြီတဘောတူညချက်တခုမှမရရှိခဲ့ဘူးဒါတွေကိုပဲကြည့်ကြလေရွေးကောက်ပွဲကြောင့်မြန်မာနိုင်ငံကြီးကအလေးအပြောင်းဖြစ်တော့မယ်တိုးတက်ဖွံ့ဖြိုးလာရင်ရှိလာမယ်စီးပွားရေးလူမှုရေး နော်လူနေမှုအဆင့်တန်းတွေတိုးမြင့်လာမယ်ကျတို့ပြည်သူဒီဘက်ကနေမှမေးပေးရမယ်လို့ပြောတာမေးပေးနိုင်ဖို့ရာအတွက်လဲနော်အခုမေးဆွေသွားတာတခုရှိတယ်မတ်ပုံတင်ရှိမှပဲမေးပေးလို့ရတဲ့အတွက်အကြောင်းမေးပေးမဲ့သူတွေကိုမတ်ပုံတင်မြန်မြန်ကြီးနဲ့ထုတ်ပေးမယ်ပြီးလို့ရှိရင်အိမ်ထောင်စုစည်းရင်းတွေကိုမြန်မြန်ထုတ်ပေးမယ်လို့ပြောတယ်မြန်မာနိုင်ငံမှာအခုမတ်ပုံတင်လောက်တာရန်ခက်တယ်လို့ပြောတယ်မြန်မာနိုင်ငံမှာပက်ဆာနဲ့လို့လို့မရတဲ့အရာဘာမှမရှိဘူးအိမ်ထောင်စုစည်းရင်းဘလို့မျိုးလုံးမလဲ ပုံစံ30ပြည့်ပြည့်အောင်ပုံစံ20 30 40ကိစ္စမရှိဘူးပတ်စံနဲ့ပောက်ထဲလိုက်အကုန်ရတဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်မင်းထဲဖို့အရေးငရုတ်ကမပုံတင်လို့ချင်မနေတော့ဘူးမင်းထဲမဲ့သူတွေကမပုံတင်လို့တယ်ဒါကြောင့်မင်းထဲနိုင်ဖို့ရအတွက်အားလုံးကိုမြန်မြန်ဆန်ဆန်နဲ့မပုံတင်လို့ပေးမယ်ဒါကတော့တိတ်ကောင်းတဲ့အရာဖြစ်တယ်လို့ပြောတယ်ဟာ သူအရာပြောတတ်တယ်သူပြောသွားတဲ့စကားတွေဟာဒီနေ့ဒီနေ့ကျတော့မြန်မာနိုင်ငံမှာရှိတဲ့သူတွေအားလုံးလိုချင်တဲ့အရာဖြစ်တယ်ဒါပေမဲ့သူပြောတဲ့စကားနဲ့သူ့အုံနောက်နဲ့မဆက်တာတော့ one ness ရာကောင်းတယ်အမြုပ်တောင်ထအောင်ပြောရင်လဲနေ့စကားကတော့တိတ်ပြီးမှရည်ချင်စရာကောင်းတဲ့အရာဖြစ်သွားပြီเนาะစောတမြင့်ပြောသွားတဲ့အထက်မှာဒီမင်းထည့်တဲ့အရာအကျိုးရှိတာမျိုးရှိတယ်ပေါ့နော်တခုကတော့မပုံတင်ရမယ်အိမ်တော်စုစီးရင်ရမယ် နောက်တစ်ခုကတော့ပက်ဆာကုံဆရာမလို့ပဲနဲ့နော်မြက်မြက်နဲ့ရနိုင်တယ်အတွက်ကြောင်းဆိုပြီးမှသူကမေးဆွေနေတယ်အခုသူတို့မေးဆွေနေကြတာနော်ဘောမကြုံမြင့်မြင့်ကပြောတယ်မေးထဲကြပါနင့်တို့မေးနိုင်တယ်ဆိုလို့ရှိရင်တော့ဒီစစ်မှုထမ်းဥပဒေဟာပပျောက်သွားနိုင်တယ်လို့ပြောတယ်ဒါတောင်အမခံချက်ရှိတာမဟုတ်ဘူးနော်ပပျောက်သွားနိုင်တယ်ပြေလို့ရှိရင်ဘူလလဆွေကပြောတယ်နင်တို့မဲထဲပါမဲထဲပြမအောင်တယ်ဆိုလို့ရှိရင်တော့တိမ့်တရာဖို့ကားသုံးစီးရမယ်တဲ့တောင်သူလေတမရတို့ ကားမလိုဘူးเนาะပြီးရအခုဒီတယောက်ဆဲတော့မဆဲချင်ဘူးဒီကောင်းဖြူကလည်းဗာပြောသွားလဲเนาะမတ်ပုံတင်တဲ့အိမ်တော်စုစင်းရနိုင်တယ်ဒီမေးထည့်ရင်ဆိုတော့မတ်ပုံတင်တဲ့အိမ်တော်စုစင်းရရှိဖို့ရတဲ့မေးထည့်ရမယ်လို့ပြောတယ်ဆိုတော့ကျတို့ရဲ့မေးတပြားဟာဒီလောက်ထိဈေးပေါ်သွားပြီလား ကျတော့တော်လာရဲဒီကတော့ဒီလိုမျိုးအပေါ်စားဆန်တဲ့တိတ်တရာဖို့ကားသုံးစီးစီးရတာမျိုးမပုတ်တီရတာမျိုးစစ်မှုထမ်းနေငါသွားလိုက်မယ်ဆိုတဲ့ပုံမှာမူတည်ပြီးတော့ကျတော့ရဲ့မေးတပြားကိုထဲ့မှဖုတ်ဘူးဒေါမဆန်စုကြည်အုပ်ချုပ်တဲ့အချိန်မှာသူ့ရဲ့နောက်မှာစစ်ခွေးတွေဒီလောက်ထိကြိုးကင်ထားတာတောင်မှဒီမိုကရေစီတရားရခိုင်တော့မရှိခဲ့တဲ့အချိန်မှာတောင်မြန်မာပြည်သားတွေဒီလောက်ပျော်ရွှင်နေဆိုလို့ရှိရင် ဒီနဲ့စစ်ခွေးတွေပပျောက်သွားပြီးတော့စစ်မှန်တဲ့ဒီ Federal Democracy ကိုအုပ်ချုပ်တဲ့အချိန်မှာဘလောက်ပြောမလဲဆိုတာကိုစဉ်းစားပြီးနော်ပြုံးတာတော့နားတော်မနာချင်ဘူးနော်ဒါကြောင့်စစ်ခွေးတွေရဲ့ရွေးကောက်ပွဲကိုဘလိုပဲမဲဆွယ်မဲဆွယ်ငို့တော့အတွက်ကတော့နော်စဉ်းစားစရာအကြောင်းကိုမရှိတာကြည်နူးစရာအကြောင်းကိုမရှိဘူးဆိုတာပြောပြချင်တယ်နော်အခုဒီအဖိုးကြီးလည်းပြောတာတိတ်ပြီးမှကောင်းပါတယ်ဒါပေမဲ့ပါစပ်နဲ့အုံနောက်တွေနဲ့နည်းနည်းလေးအကျောဆက်ဖို့ရအတွက်အထုဆဲခန့်တွေကိုသွားစစ်ဆေးပါလို့ပဲပြောချင်တယ် ပြည်သူတွေအားလုံးကျမ်းမာပျော်ရွှင်ကြပါစေ